WordPress အနေနဲ့အစိုးရလေဆိုပြီးတော့ကြားတဲ့အဲတီးလဲရတဲ့ email ဝင်လာတော့เนาะ email ဝင်လာတဲ့အချိန်ဟောဒိန်းဆိုပြီးတော့စိတ်ထဲမှာတော့ဟို WordPress က email ဝင်လာပြီစိုးရတဲ့ဟေ့ဆိုတဲ့ဟာမျိုးအမှန်တော့ဒါကတော့ miss ဖြစ်နေတဲ့ feeling ကိုပဲပြောအောင်ပါပဲဘာလို့ဟို okay စိုးရတဲ့ဟေ့ဆိုတဲ့အချိန်မှာကိုကိုရဲ့ပုံတွေကအဓိကတော့ worldwide သွားနေပြီ ဘာပဲဆိုတော့ WordPress ဆိုတာလည်းတကယ်ပုံသိက္ခာကြီးမှာပဲအဲ Press Freedom တော့ကိုဆိုတော့လည်း290အောင်လုံးလုံးနေတဲ့နှစ်ညာကြီးလုံးလုံးခဲ့တဲ့ဒီဟိုတရင်တပုံ clock on ပါဟေးဆိုရင်တော့အရန်ဟိုဟိုကုန်သိက္ခာကြီးမှာလည်းစူးစူးစူးလည်းဖြစ်တယ်ကုန်သိက္ခာကြီးမှာလည်းအဖွဲစီလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ခုကတော့ international ကိုသွားတာလေ international ကိုသွားတော့ဒီဒီတရင် ကာဗရေ့ချ်လုပ်တဲ့ဟာမျိုးပေါ့နော်ဒီ WordPress မှာစုရတဲ့တပုတ် story တွေကြီးပဲဟိုဟိုနိုင်ငံတကာဆက်ပြီးတော့ပေါ်ပြရတဲ့တင်ပေါ်ပြရတဲ့အဲအဲမီဒီယာတွေအများကြီးပဲဆိုလိုတာဖတ်တဲ့လူတွေအများကြီးပဲမီလီယံနဲ့ချီပဲအဲလူတွေရှိဘူးရောက်တယ်ဘာသာပေါင်းစုံနဲ့ရောက်တယ်အဲ့တော့ယူတန်မောင်းမြောက်များတော့ဘာတွေဖြစ်နေလဲဆိုတဲ့ဟာကိုသူကသိရတယ် တုန်လေးတူတော့ပဲတော့ physical exhibition တွေလည်းတော့မျိုးကြီးတွေပါတကယ်ကိုပြီးပဲ public area တွေမှာ awareness လုပ်တဲ့အဲ့လိုမျိုး photo exhibition တွေလည်းအကြီးကြီးလုပ်တယ်တော့နိုင်ငံပေါင်းမြုံများတော့ပဲတော့အဲ့တော့ physical ပဲလာကြီးတဲ့လူကောင်ဟောမီလီယံနဲ့ချီတဲ့ဟာမျိုးရှိတယ်။အဲ့တနည်းတနည်းကိုမီလီယံနဲ့ချီတဲ့လူတွေကဒီဂျိုလီတွေလာကြီးရတာပေါ့။အဲ့တော့ဘာလဲဆိုတော့မြန်မာနိုင်ငံကအာနာတိန်လေးတဲ့နိုဝိုင်းမှာ international မှာတော်တော်များများ မေးမိတော့တယ်သတင်းတွေတော်တော်များများဟိုကြောက်ကြတော့တယ်ပေါ့ဒါပေမဲ့မြန်မာတပ်ဖွဲ့စီအရာရဲ့ကျူးကျော်မှုနဲ့သူကနှစ်စင်တော့ Operation Space ရောမြန်မာတပ်ဖွဲ့စီအရာတွေပါဝင်နေတယ်ဒါကကျွန်တော်တို့အရင်ကုံယူအောင်မိကိစ္စပေါ့နော်တပ်ဖွဲ့ဟိုဟိုတံပိုးထားပြီးတော့တကယ်ရိုက်နေတယ်တပ်ဖွဲ့စီအရာတွေကြောင့် Operation ကနှစ်စင်ကျွန်တော်မြန်မာနိုင်ငံဝင်ထားပြီးဖြစ်နေတယ်အဲ့တော့တစ်နှစ်မှာတစ်ခေါက်လောက်တော့ကျွန်တော်တို့အတန်အကျယ်ကြီးထွက်ပြီးနိုင်တယ် ြန်မာနိုင်ငံမှာဘာဖြစ်နေလဲဆိုတဲ့ဟာကိုဖတ်ပါလိုက်အဲ့တော့ခုနကစကားပဲပြန်ဆက်ရမယ်ဟေ့ဆိုရင်ကျွန်တော်ဒါကိုပထမဆုံးသိလိုက်ရတဲ့အချိန်ပါစိတ်ထဲမှာငါတော့ဒီလိုမျိုးမြန်မာနိုင်ငံအကြောင်းကိုပြောပြနိုင်ပြီဆိုတဲ့အခါမျိုးပျော်ရွှင်တဲ့စိတ်ခံစားမျိုးဖြစ်တယ်အားလို့လည်းဆိုမြန်မာနိုင်ငံအတွက်ကိုဖြစ်နောက်တစ်ခုကတော့တပ်ပုံထဲမှာပါဝင်နေတဲ့လူရဲ့အကြောင်းကိုပြန်စင်လာမိတယ်။ဒီထဲမှာဆိုရင်အဲ အဲဝန်ထမ်းတရားတွေလည်းပါလို့ကျော်ရှင်တရားတွေလည်းပါတယ်အဲစိတ်ကူကံတရားတွေပါဆိုလို့ဒုက္ခရောက်နေတဲ့ကိစ္စမျိုးတွေအရင်ပါအဲ့တော့ဒီလူတွေရဲ့မျက်နှာတွေအကုန်လုံးမြင်အောင်လေဒီလူတွေရဲ့အကြောင်းတွေကိုလည်းပြန်စဉ်းစားရတယ်ဒီဆိုးရတဲ့ဆယ်ပုံမဟုတ်ပါဘူးကိုဖြတ်တန်းသွားလာခဲ့တဲ့ပုံတွေကပါကိုရိုက်ခဲ့တဲ့လူတွေရဲ့အကြောင်းပုံပါပြန်ပြီးစဉ်းစားပြီးရအဲ့တော့အိမ်ကအရှင်ရဲ့ခံစားမှုတွေကဟိုမျိုးနာကျင်တာတွေလည်းပါတယ် ရန်ဆွေရာကောင်းတဲ့အကြာတွေလည်းပါတယ်။ပြီးရင်ခံရင်းစရာကောင်းတဲ့အကြောင်းအရာတွေလည်းပါတယ်။ဟိုခြေပွဲရတဲ့အကြောင်းအရာတွေလည်းပါလို့ပြောဆိုရအောင်အကောင်းလို့အကြောင်းအရာတွေလည်းပါတယ်။အဲ့တော့အဲ့ဒီခြေပါဖြစ်နေတဲ့ခံတော့ငါဆိုဖြစ်ခဲ့မှာ။ တပုံလေးကိုရိုက်တယ်ဟဲ့ဆိုတော့ဟိုဟိုတပုံရိုက်တဲ့လူလေးရှိမှာတယောက်နဲ့တယောက် personal အတွေ့အကြုံတွေအမြင်တွေယူဆတွေကိုဝေလာမယ်လို့ကိုယုံကြည်တယ်ပေါ့နော်။ဟောဒါတယောက်နဲ့တယောက်ပူမောင်းမဟုတ်ဘူး။ဒါအားလုံးကိုကြားပြုပြီးတော့ကိုပြောတော့။ဒါပေမဲ့ကိုတပုံရိုက်တဲ့အချိန်မှာကိုတင်ရောမြင်တွေ့နေရတယ်ကိုတင်ရောခံစားနေရတယ်။ဒီဟာကြီးကကိုတပုံရိုက်ပါလို့ပြောလာတဲ့အချိန်မှာလည်းကလုံးနေတာမျိုးပါ။အဲ့တော့ဘယ်သူရဲ့စိတ်ခိုင်းမှုတော့ပါ ကိုကိုယ်တိုင်ကလည်းဒီရောက်ကိုမြင်နေတာလည်းမရရှင်လည်းမရဘူး။ဆိုလိုတာတစ်ခါတည်းကဘာယူဒီနေရာမှာဝင်ပြီးတော့နေမျောလိုက်ရမယ်ဟေ့ဆိုတဲ့ခင်ဗျားမျိုးရတယ်ဟေ့ဆိုရင်ဒီမျက်စိလိုလာပြီးတော့ digital ရအောင်လို့လာပြီးတော့ရှင်းပြီးတဲ့ခါမျိုးကိုကန်တာအောင်အဲ့နေရာမှာနေမျောပလိုက်တာပဲ။ဟိုခလုတ်တော့ရေရေနေဖို့လိုရတယ်။ခလုတ်ကိုလည်းရေရေနေဖို့လည်းလိုရတယ်။အဲ့တော့ကိုခံကောင်းမှုတိုင်းကို ဟိုဒီမှာဖြစ်ပေါ်လာပြီဟဲ့ဆိုတဲ့အချိန်မှာကာချာဖန်တွေဒီမိုးမန့်ပေါ်အဲ့ဒါဒီတက်ပေါ်မှာဆိုတော့ဒီဘယ်လိုတဲ့မိုးမန့်ကိုပြောလို့ရတာပေါ့တကယ်ဟိုဟိုစက္ကန့်ပိုင်းလေးကြာလေးမှာဖြစ်နေတယ်မိုးမန့်လေးတခုဟိုဖန်စီလိုက်တယ်တင်စီသွားလိုက်တယ်ပေါ့အဲ့တော့ခုနကပြောဆိုအကုန်ဘယ်လိုတဲ့မိုးမန့်တွေကိုဖန်ဖန်ဆုပ်ပေးတယ်ဒီအီကာလေးကိုတက်ပေါ်ရိုက်တယ်အဲ့ဒါဒီရိုက်ယူတဲ့အချိန်မှာဆိုတော့ခုနကအာပြောလို့မျိုးကိုရိုက်ချင်လို့ရိုက်တာပေါ့ ကိုကိုယ်တိုင်ဒီနေရာမှာပြည့်ကြုံခံစားနေရတဲ့အကြောင်းအရာတစ်ခုခုမတော်ခုကိုရိုက်တော့ဖြစ်တယ်ပေါ့။အဲ့တော့အဲ့ဒီဟာကြီးရိုက်ခဲ့တဲ့အောင်မှာဆိုရင်လည်းဒါကြီးရောဘာတွက်ဆိုရဲဟာမရှိတခုတော့ရှိတယ်။ဒါလည်းဆိုတမိုင်းဖြစ်ဖို့အတွက်တော့ရှိဒီဟာရိုက်ထားတဲ့ပုံတွေကတမိုင်းတစ်ခုအနေနဲ့ဂျန်ခဲ့နေတယ်နော်။အဲ့ဒီတက်ပုံလေးကိုရိုက်ပြရတာတော့ခုနကပြောလို့ဘာလိုချင်တမ်းမှုတွေဘာဘာဆန်နာကြီးတွေအတွက်ကိုထုတ်ပုံခဲ့တာမဟုတ်ဒီနေ့မှာဒါကြီးဖြစ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းပြော ဟိုဒီတော့ရိုက်ပြီးတော့ဒီဟာကြီးကနည်းနည်းအချိန်ကြာတော့ဒါကြီးကသမိုင်းနေနေစကားပြောပါသေးဆိုတော့အမနဲ့လည်းရိုက်ခဲ့တာဖြစ်တော့ကိုသေးသွားတယ်ဟိုနောက်ပိုင်းမှာဆိုလေဒီတက်ပုံကသမိုင်းတစ်ခုနေနဲ့ပြောနေပုံပါပဲပေါ့နော်အဲ့တော့ဟိုဒီတဲမှာဘောင်းဟိုဟိုယူသားမယ်ရှင်းလင်းမယ်အဲဖြစ်ပြနေတဲ့အကြောင်းအရာတစ်ခုပဲဒီစက်ကမိုင်းဟိုလူတွေကိုသိပေးမယ် ်ဒါကိုပဲအဓိကထားခဲ့ရတာပေါ့အဲ့တော့အဲ့လိုအဓိကထားခဲ့ရတာဖြစ်တဲ့အတွက်ခုနကပြောဆိုမျိုးပဲဟိုကဘာပေါ်မှာတမိုင်းတစ်ခုအနေနဲ့ခြံခဲနိုင်မဲ့နေရာမျိုးရေးဟေ့ဆိုရင်တော့အဲ့နေရာမျိုးပုံလေးလူလေးညောင်းများသိနိုင်လို့တော့ပုံပြနိုင်အောင်ကျူးစောင်းတော်ပါပဲအဲ့တော့သတင်းတက်ဖို့ရိုက်ပြီးတော့ဒီဟေ့ဆိုတဲ့အချိန်မှာဆိုတော့ကိုယ့်ရဲ့သတင်းတက်ဖို့ကိုလည်းဒီသတင်းចောင်းရလူတွေများများသိတဲ့နေ့ဟေ့ဆိုဒီသတင်းចောင်းရလူတွေများများစီရောက်အောင် ဘယ်လိုမီဒီယာတိုက်တွေမှာလူတွေကိုများများပေးနေတယ်ဘယ်လိုလူဟာမျိုးတွေမှာလူတွေကများများဖတ်နေလို့ရှိတယ်ဘယ်လိုမီဒီယာတွေကိုသွားအောင်ပါလဲဘယ်လိုမီဒီယာတိုက်တွေကိုသွားအောင်ပါလဲကိုယ့်ရဲ့ audience ကဘယ်လိုလူမျိုးတွေလဲဒီလူတွေရှိလို့ရောက်ပို့ပေးဖို့ဟဲ့ဆိုတဲ့ဟာမျိုးဒါ after processing population ကလာမှဖြစ်တယ်ပေါ့နော်ဒါ training တော့အနေနဲ့ဆိုတော့ဟာမျိုးပေါ့ဒါပေမဲ့ training တော့အနေနဲ့ဆိုတဲ့ဟာမျိုးသူက clinic ညုံနေပြီးအောင်လို့ဆိုတော့ preparation ကလာရှိတယ် processing ကလာရှိတယ်ပြီးတော့ဒီဆိုရင်ဒီဘက်မှာ ရိုက်ကူးတဲ့ကာလပေါ့နော်ပြီးတော့ရေးဆိုရင် processing ကာလပြီးတော့ population ကာလရှိမှာပေါ့ဒီ population ကာလမှာကိုယ်အဆုံးဖြတ်ရတာပဲကိုယ်ကပြန်နေရမှာကိုယ်တက်ဖို့မရတကယ်ခြံရေးစီနေပါတယ်ခြံရေးဖို့တော့ကိုယ်ကပို့ပြီးတော့ apply လုပ်ပဲ try လုပ်ပဲဒီတော့ပဲအဲ့တော့ဆူရပါလိမ့်မယ်ဆူရပါစေဆိုတော့ပြန်နေရမှာကိုယ်တက်ဖို့မရတမိုင်းနေတက်တက်လုံးသိနေပါလေဘယ်လို museum တွေမှာထားခဲ့မှာလဲအဲ့ဒါလေးအရင်ကြည့်ရဦးကြဘယ်လိုလူတွေက archive လုပ်ပါလဲ ါလေးက EG လို့ခေါ်တယ်အဲ့ဒီတော့အဲ့ဒီနေရာလေးပေါ့ apply လုပ်တော့